ခလေးမျက်လုံးထီရကိုမိဘကိုအကြမ်းမကြပဲရေခဲကြောင်းဝယ်ကန်လိုက်ဆိုတဲ့ဆရာမအလုံးမင်းမင်္ဂလာပါမင်းညူးချန်နယ်လေးကနေပြန်လဲကြိုဆိုလိုက်ပါ යි အခုကိဆရာမတွေကသာသမီချင်းကိုချင်းမဆာနာတက်ကြတော့တာများပါ යි သူတို့အချိန်တန်ရေပတ်စံရမင်းအင်တာနက်ခေတ်ဆိုတော့ဖုန်းကိုအဓိကသုံးကလေးတွေပညာရေးလဲဂရုမစိုက်ကြပဲအချိန်တန်ရင်ကလေးစာရရမရရတဒန်းပြီးတဒန်းတင်ပေးကြပါ යි ဂရုနာထားပြီးသင်ပြပေးရဆရာဆရာမက ခုခေတ်မှာတော်တော်ရှာယူရမှာပါ ကလေးတွေပါဖြစ်ဖြစ်ပြတ်ထားကြပြီးရံမွဲတွေလည်းเจ้าမှာနေ့စီမပြတ်တွေ့လာရပါတယ်။เจ้าကနေအကောင်းတိုင်းပြန်လာရတဲ့ကလေးတရားမရတဲ့ကလေးဆိုတာလေခက်ရှာရှာပါပဲ။အခုတကမှလည်းကလေးတယောက်เจ้าမှာခိုင်းမိပြီးမျက်လုံးတစ်ခုလုံးထိခိုက်သွားကြရတာပါ။ဒါကိုဆရာမရဲ့လို့ရကြောင်းမိခင်ဖြစ်သူကစိတ်ဆိုးဒေါသထွက်ပြီးခုလိုပြောလာပါတယ်။ကလေးမိခင်ကတော့စစက်တည်းဖြစ်တဲ့မိခင်တဲကိုမပါပေမဲ့ဒီတခါတော့ဆရာမတွေကိုတော်တော်စိတ်ပြတ်မိရဲ့ဖြစ်စဉ်ကတအားဆရာမစီမှာစာရင်းနေတဲ့အချိန် အတန်းလေးကတငယ်ချင်းကလေးစော့ပြီးပြေးလာပြီးအရှိန်နဲ့တအားခေါင်းနဲ့ဝန်းဆောင်ခဲ့မိရပါအဲ့ချိန်လက်ထရခဲတဲ့နဲ့သာထိုးမိဘလို့နေမလဲခုလေသားဖြစ်ဖြစ်ချင်းသွေးထွက်တယ်အဲ့လိုမျက်လုံးထရကိုနေနိုင်လို့နဲ့မိဘလက်အကြောင်းမကြားဘူးတအားမျက်လုံးကမ်းပြီဆိုပြီးငုံနေခဲ့တာမမေကိုတရိရတယ်ထမင်းတော်မစားခဲ့ဘူးလို့ပြောတယ် ဒါပေမဲ့လေဆီယာမကတော့ကလေးကိုရေခဲကြောက်ထုတ်ဝယ်ကက်လိုက်လို့ပြောခဲ့ပြီးညနေအကြောင်းကြိုချင်းတောက်ကိုတွေ့ရချင်းစိတ်ထဲအတော်နှင့်သွားတာအဲ့ချိန်မှာဆီယာမကသူ့မှာလုံးဝတာဝန်မရှိတဲ့ပုံစံမျိုးနဲ့အဲ့မှာကလေးချစ်စောမီယာမျက်လုံးညွတ်သွားတယ်။အင်းရောက်မှသူများလုပ်တဲ့ထင်မှဆိုလို့တဲ့ပြောလိုက်ပုံကကြံတယောက်ကရောဘာဖြစ်သွားလဲမေးတော့သူလည်းအတူတူပဲပေါ့ဆိုပြီးအဲ့ကလေးကိုမပြဘဲပြီးစလွယ်ပြောခဲ့ပါ යි ကလေးကခေါင်းထဲတိုက်တာဖြစ်ပြီးရက်ွက်ထဲတွေ့ရတော့သူ့အမေကတရင်မေးသေးရဲ့ သူသားဘာမှမဖြစ်ဘူးကိုလည်းမိဘရဲ့ရှိမှုဘာမှမပြောခဲ့ပါဘူးဒေါသထွက်တာကတရားရလို့လည်းမဟုတ်ပါဘူးရံရံဖြစ်လို့လည်းမဟုတ်ပါဘူးရံမတယောက်ဖြစ်ပြီးပေါ်စားလို့မျက်လုံးထီရလေတခြားနေရာထီလို့အကြောင်းမကြိုင်လဲထောင်းတကယ်စိတ်တူရရဲ့ဆိုပြီးတင်လာခဲ့တာပဲဖြစ်ပါတယ်အခုလို့ဆီယမရီရံကိုများလာနေအမြကလေးတွေလည်းလုံခြုံမှုမရှိတော့ပါဘူးလက်ရှိမှာတော့ဒါကအယောင်ကျသွားပါပြီအညိုမဲလေးတော့ကြံခဲ့ပါတော့ဗာပဲဖြစ်ဖြစ်အခုလိုတာမီယူမှုမရှိရဲ့ဆီယမကိုတော့ကျောင်းအုပ်ကြီးနဲ့သွားတိုက်မယ်ဆိုပြီးပြောလာတာပဲဖြစ်ပါတယ် အခုလိုဆီယမမျိုးတွေနဲ့ရောကြုံပူကြလားဆီယမစိတ်ဓာတ်မရှိတဲ့သူကိုအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်ညနာမသားမညာနဲ့မင်္ဂလာဆောင်လိုက်ရတဲ့အသက်18နှစ်အရွယ်သူတို့သာအားလုံးမင်္ဂလာပါမင်းနျူး channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါအခုလိုသတင်းကြိုချိန်မှာတော့မင်္ဂလာပွဲတွေစတိုက်ဆွတ်သလိုလူတိုင်းဒီပါချစ်သူကြီးသားတော်တော်များများမင်္ဂလာဆောင်နေကြပါ යි ဒီထဲမှာတော့အသက်ငယ်ငယ်ကလေးတွေလည်းတွေ့လာကြပါ යි ဒါပေမဲ့ဒီနေ့ထူးခြားသွားတဲ့မင်္ဂလာပွဲလေးကတော့အသက်42နှစ်အရွယ်မမနဲ့18နှစ်အရွယ်မောင်လေးရဲ့မင်္ဂလာပွဲတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အလုံးကလည်းအံ့ဩမင်သက်သွားခဲ့ရပြီးအချစ်မှာမျက်စိမရှိရာယုံသွားပါတယ်။တကယ်တော့အချစ်မှာမျက်စိမရှိရာမဟုတ်ဘူး။မှုံသွားတာတို့လည်းစနောင်နေခဲ့ကြတာပါ။ကောင်းလေးကတော့ထိုမျိုးသမီးကိုချမ်းသာလို့လက်ထပ်ခဲ့တာမဟုတ်ဘဲနှစ်ယောက်လုံးကတစ်နေ့လုံးမှတစ်နေ့စာဘဝသမားတွေပဲဖြစ်ပါ යි ဒါပေမဲ့လည်းသူတို့ညလုံးကတော့အသက်အများကြီးကွာလွန်နေပြီးကောင်းလေးက16နှစ်အမျိုးသမီးက42နှစ်ဖြစ်လို့တာမီလို့တောင်ထင်ခံနေကြတာပါစကက်ပုံတွေလိုပဲဖူးစာရင်နဲ့ပဲအပြစ်မှားသွားတာလားတကယ်ဖူးစာအစ်လာမပြောတတ်ပေမယ့်အစားတော့ကောင်းလေးကအတော်ကြီးရဲ့တူမကိုလာပြီးကြောင်ရကနေအခုလိုအကြောင်းပါသွားတာလို့သိရပြီးအဒီမမကအောင်းတွယ်ပေးခဲ့ရပါဒါပေမဲ့အောင်သေးကောင်းပြီးကောင်မလေးနဲ့မချစ်ကြိုက်ခဲ့ရပေအသက်၄၀နှစ်အရွယ်အောင်သေးတော်မမနဲ့ချစ်ကြိုက်သွားခဲ့ကြပြီး ဒီသတင်းကျွတ်မှာပဲသူတို့ရဲ့မင်္ဂလာပွဲကိုလူကြီးဆောင်ရရှိမှာပဲကျမခဲ့ရပါဒူမအောင်တိုက်လို့လာခဲ့ပေမယ့်အောင်တွေတော့အတော်နဲ့ညာသွားရတယ်သူတို့သားလေးရဲ့ရှင်ထဲမှာတော့ခန်းစားနေရမှာအမှန်ပါပဲဘူးဆောင်မန်ဘသူမအခွဲမရဆိုသလိုပါပဲအခုတော့မမနဲ့အကြောင်းပါခဲ့ပြီးမင်္ဂလာပွဲကိုအကျဉ်းယုံပြီးအိမ်တွင်းမင်္ဂလာပွဲသာလုပ်ခဲ့ရပဲဖြစ်ပါတကယ်ဆိုရင်တော့ကောင်းလင်းအနေနဲ့လည်းငငယ်ချောချောလေးဖြစ်လို့ကိုနဲ့ရွယ်သူတွေကိုများစွာရွေးလို့ရနိုင်ပေမဲ့လည်းအခုလိုကိုထက်အသက်24နှစ်ကြီးရဲ့မမကိုပဲလက်ထပ်ခဲ့ရပဲဖြစ်ပါ යි ဒါကြောင့်တော်တော်များများကအားကျနေကြပြီးကောမန့်တွေလည်းအမျိုးမျိုးပေးနေကြတာပါတချို့ကတော့ရေးဆက်တွေလည်းငါတို့ကျရွယ်တူတော်အချစ်မခံရဘူးတချို့အပျော်ကြီးတွေအသက်30နဲ့လင်းမြူကြသေးရဒီလို green ကောင်းရှိလို့အောက်နေကြတာထင်နေဆိုပြီးအမျိုးမျိုးပြောနေကြတာပဲဖြစ်ပါဘာပဲဖြစ်ဖြစ်အခုလို အသက်အရန်กว่าပြီးပူဇာပါလိုက်မမနဲ့မောင်လေးအတွေ့လေးအိုအောင်မီးရောက်ပေါင်းနိုင်ကြပါစေအဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင် ကလေးမျက်လုံးထီရာကိုမိဘကိုအကြောင်းမကြားပဲရေခဲကြောင်းဝေကန်လိုက်ဆိုတဲ့ဆရာမအားလုံးမင်္ဂလာပါမင်းညူး channel လေးကနေပြန်လဲကြိုဆိုလိုက်ပါ යි အခုကိဆရာမတွေကတာသမီချင်းကိုချင်းမဆာနာတက်ကြတော့တာများပါ යි သူတို့အချိန်တန်ရေးပတ်စံရမယ်အင်တာနက်ခေတ်ဆိုတော့ဖုန်းကိုအဓိကသုံးကလေးတွေပညာရေးလည်းဂရုမစိုက်ကြပဲအချိန်တန်ရင်ကလေးစာရရမရရတဒန်းပြီးတဒန်းတင်ပေးကြပါ යි ဂရုနာထားပြီးသင်ပြပေးရဆရာဆရာမက ခုခေတ်မှာတော်တော်ရှာယူရမှာပါ ကလေးတွေပါဖြစ်ဖြစ်ပြတ်ထားကြပြီးရံမွဲတွေလည်းเจ้าမှာနေ့စဉ်မပြတ်တွေ့လာရပါတယ်။เจ้าကနေအကောင်းတိုင်းပြန်လာရတဲ့ကလေးတရားမရတဲ့ကလေးဆိုတာလေခက်ရှာရှာပါပဲ။အခုတစ်ခါမှလည်းကလေးတယောက်เจ้าမှာခိုင်းမိပြီးမျက်လုံးတစ်ခုလုံးထိခိုက်သွားခဲ့ရတာပါ။ဒါကိုဆရာမရဲ့လောက်ရကြောင့်မိခင်ဖြစ်သူကစိတ်ဆိုးဒေါသထွက်ပြီးခုလိုပြောလာပါတယ်။ကလေးမိခင်ကတော့စဉ်ဆက်တစ်ဖြစ်တဲ့မိခင်တဲကိုမပါပေမဲ့ဒီတခါတော့ဆရာမတွေကိုတော်တော်စိတ်ပြတ်မိရဲ့ဖြစ်စဉ်ကတအားဆရာမစီမှာစာရင်းနေတဲ့အချိန် အတန်းလေးကတငယ်ချင်းကလေးစော့ပြီးပြေးလာပြီးအရှိန်နဲ့တအားကောင်းနေဝေဆောင်ခဲ့မိရပါအဲ့ချိန်လက်ထက်ရခဲတဲ့နဲ့တာထိုးမိဘလို့နေမလဲခုလေတာဖြစ်ဖြစ်ချင်းတွေးထွက်တယ်အဲ့လိုမျက်လုံးထိရကိုနေနိုင်လို့နေမိဘကိုလက်အကြမ်းမကြဘူးတာမျက်လုံးကမ်းပြီဆိုပြီးငုံနေခဲ့တာမမေကိုတရိရတယ်ထမင်းတော်မစားခဲ့ဘူးလို့ပြောတယ်ဒါပေမဲ့လေဆီယာမကတော့ ကလေးကိုရေခဲကြောက်ထုတ်ဝဲကက်လိုက်လို့ပြောခဲ့ပြီးညနေကျောင်းကျူချိန်တောက်ကိုတွေ့ရချိန်စိတ်ထဲအတော်နှင့်သွားတာအဲ့ချိန်မှာဆီယာမကသူ့မှာလုံးဝတာဝန်မရှိတဲ့ပုံစံမျိုးနဲ့အဲ့မှာကလေးချင်းစောမီယာမျက်လုံးညွတ်သွားတယ်။အိမ်ရောက်မှသူများလုပ်တယ်ထင်မှဆိုလို့တဲ့ပြောလိုက်ပုံကကြံတယောက်ကရောဘာဖြစ်သွားလဲမေးတော့သူလည်းအတူတူပဲပေါ့ဆိုပြီးအဲ့ကလေးကိုမပြဘဲပြီးစလွယ်ပြောခဲ့ပါ යි ။ကလေးကခေါင်းထဲတိုက်တာဖြစ်ပြီးရက်ွက်တဲတွေ့ရတော့သူ့အမေကတရင်မေးသေးရဲ့သူသားဘာမှမဖြစ်ဘူးကိုလည်းမိပါရရှိမို့ဘာမှမပြောခဲ့ပါဘူး။ ဒေါသထွက်တာကဒဏ်ရာရလို့လည်းမဟုတ်ပါဘူးရံရံဖြစ်လို့လည်းမဟုတ်ပါဘူးဆရာမတယောက်ဖြစ်ပြီးပေါ်စားလို့မျက်လုံးထိရလေတခြားနေရာထိလို့အကြောင်းမကြိုင်လဲထောင်းတကယ်စိတ်တူရရဲ့ဆိုပြီးတင်လာခဲ့တာပဲဖြစ်ပါတယ်အခုလို့ဆရာမရိရန်ကိုများလာနေအမြကလေးတွေလည်းလုံခြုံမှုမရှိတော့ပါဘူး။လက်ရှိမှာတော့ဒါကအယောင်ကျသွားပါပြီ။အညိုမဲလေးတော့ကြံခဲ့ပါတော့။ဘာပဲဖြစ်ဖြစ်အခုလိုတာဝန်ယူမှုမရှိတဲ့ဆရာမကိုတော့ကျောင်းဦးကြီးနဲ့သွားတိုင်မယ်ဆိုပြီးပြောလာတာပဲဖြစ်ပါ යි ။အခုလိုဆရာမမျိုးတွေနဲ့ရောကြုံဖို့ကြလား။ ဆံမစိတ်တတ်မရှိတဲ့သူကိုအမြင်လေးကိုလည်းပြောပြခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်။မျက်နာမသာမညာနဲ့မင်္ဂလာဆောင်လိုက်ရတဲ့အသက်၁၈နှစ်အရွယ်သူတို့သာအားလုံးပဲမင်္ဂလာပါ။ Main News Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုလိုသတင်းကြိုချိန်မှာတော့မင်္ဂလာပွဲတွေစတိုက်ဆွတ်လို့လူတိုင်းဒီပါချစ်သူကြီးသားတော်တော်များများမင်္ဂလာဆောင်နေကြပါ යි ဒီထဲမှာတော့အသက်ငယ်ငယ်ကလေးတွေလည်းတွေ့လာကြပါ යි ဒါပေမဲ့ဒီနေ့ထူးခြားသွားတဲ့မင်္ဂလာပွဲလေးကတော့ အသက်52နှစ်အရွယ်မမနဲ့18နှစ်အရွယ်မောင်လေးရဲ့မိင်္ဂလာပွဲတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်အလုံးကလည်းအံ့ဩမြင့်တက်သွားခဲ့ရပြီးအချစ်မှာမျက်စိမရှိရာယုံသွားပါတယ်။တကယ်တော့အချစ်မှာမျက်စိမရှိရာမဟုတ်ဘူး။မှုံသွားတာတို့လည်းစနောင့်နေခဲ့ကြတာပါ။ကောင်းလေးကတော့ထိုမျိုးသမီးကိုချမ်းသာလို့လက်ထပ်ခဲ့တာမဟုတ်ပဲနှစ်ယောက်လုံးကတနေ့လုံးမှတနေ့စာဘဝသမားတွေပဲဖြစ်ပါ යි ။ဒါပေမဲ့လည်းသူတို့နှစ်ယောက်လုံးကတော့အသက်အများကြီးကွာလွန်နေပြီးကောင်းလေးက၁၈နှစ်အမျိုးသမီးက၄၂နှစ်ဖြစ်လို့တာမီလို့တောင်ထင်ခံနေကြတာပါ။ ။စကက်ပုံတွေလိုပဲဖူးစာအင်းနဲ့ပဲအပြစ်မှားသွားတာလား။တကယ်ဖူးစာအစ်စလာမပြောတတ်ပေမယ့်အစားတော့ကောင်းလေးကအတော်ကြီးရဲ့တူမကိုလာပြီးကြောင်ရာကနေအခုလိုအကြောင်းပါသွားတာလို့သိရပြီးအဒီမမကအောင်းတွယ်ပေးခဲ့ရပါ။ဒါပေမဲ့အောင်သွေးကောင်းပြီးကောင်မလေးနဲ့မချစ်ကြိုက်ခဲ့ရပေအသက်40နှစ်အရွယ်အောင်သွေးတော်မမနဲ့ချစ်ကြိုက်သွားခဲ့ကြပြီးဒီတတိကျွတ်မှာပဲသူရဲ့မိင်္ဂလာပွဲကိုလူကြီးဆောင်ရာရှိမှာပဲကျမခဲ့ရပါဒူမကိုကြိုက်လို့လာခဲ့ပေမဲ့ အောင်တွေတော့အတော်နဲ့ညာသွားရတယ်သူတို့သားလေးရဲ့ရှင်ထဲမှာတော့ခန်းစားနေရမှာအမှန်ပါပဲဘူးဇာမန်ဘသူမှခွဲမရဆိုသလိုပါပဲအခုတော့မမနဲ့အကြောင်းပါခဲ့ပြီးမိင်္ဂလာပွဲကိုအချင်းယုံပြီးအိမ်တွင်းမိင်္ဂလာပွဲသာလုပ်ခဲ့ရပဲဖြစ်ပါတယ်တကယ်ဆိုရင်တော့ကောင်းလင်းအနေနဲ့လေငငယ်ချော့ချော့လေးဖြစ်လို့ ကိုနဲ့ရွယ်သူတွေကိုများစွာရွေးလို့ရနိုင်ပေမဲ့လည်းအခုလိုကိုထက်အသက်24နှစ်ကြီးရဲ့မမကိုပဲလက်ထပ်ခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်တော်တော်များများကအားကျနေကြပြီး comment တွေလည်းအမျိုးမျိုးပေးနေကြတာပါ။တချို့ကတော့ရေးဆက်တွေလည်းငါတို့ကြရွယ်သူတော်အချစ်မခံရဘူး။တချို့အပြိုကြီးတွေအသက်30နဲ့လင်းမြူကြသေးရာဒီလို green ကောင်းရှိလို့အောက်နေကြတာထင်နေဆိုပြီးအမျိုးမျိုးပြောနေကြတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်အခုလိုအသက်အရန်กว่าပြီးပူဇာပါလိုက်မမနဲ့မောင်လေးအတွေ့လေးအိုအောင်မီးအောင်ပေါင်းနိုင်ကြပါစေ။ အဆုံးထိကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်တွေ့ကြပါမယ်ရှင်